ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Market Stretch Show ကတော့ကျွန်တော်တို့ဒီ Aston Villa ကိုအငှားသွားကစားပြီးတော့လက်ရှိစာချုပ်ကုန်သွားလို့ Manchester United ကိုပြန်ရောက်လာပြီပေါ့နော်။ဆိုတော့ Aston Villa နဲ့အငှားတွေကစာချုပ်ထဲမှာထည့်ခဲ့တဲ့အတိုင်းပဲ United က Market Stretch Show ကိုဒီနွေရာဒီအပြောင်းအရွှေ့မှာ ပေါင်တန်း40နဲ့တင်ရောင်းချသွားဖို့အတွက်ပြင်ဆင်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။လက်ရှိ Rashford ကိုစိတ်ဝင်စားနေတဲ့အသင်းတွေမှာ Barcelona အသင်းကလည်းထိတ်ဆုံးကပါဝင်နေတယ်ဆိုပြီးတော့ Fabrizio Romano ကကျွန်တော်သား report လုပ်ထားတယ်။ Marcus Rashford ကိုအသင်းရဲ့ဘက်ကမဖြစ်မနေဆိုသလိုရောင်းချမဲ့သဘောပါ။ဆိုတော့ကျွန်တော်တို့အားလုံးပရိသတ်တွေအကုန်လုံးလည်းသတိထားမိတဲ့အတိုင်းပဲ Rashford ရဲ့အနာဂတ် Amorin လက်အောက်မှာမျောလင်းချက်လုံးဝမရှိတော့ဘူးလို့ကျွန်တော်ပြောရမယ်။ ဒါအပြင် Matthias ကွန်ညာရောက်လာဖို့အတွက်နော်99ရာခိုင်နှုန်းလောက်နှီးဆက်နေတာ Brian Ampuel မို့လို့အပြင် DMD Lab တို့ပါကျွန်တော်ခေါ်ဖို့အတွက်ကြိုးပမ်းနေတာဒါတွေကိုကြည့်ရင်အသင်းက Sancho တို့ Anthony Santos တို့ Marcus Rashford တို့နဲ့ပတ်သက်တဲ့အနာဂတ်တွေကဘယ်လိုမှန်ကိုအသင်းမှာမရှိတော့တဲ့အခြေအနေမျိုးပါ Rashford ကလည်းပြီးခဲ့တဲ့ဒီ Amorin စရောက်ကလေးကပေါ့နော်သူဘယ်လိုမှအဆင်မပြေဘူးသူကိုယ်တိုင်ကလည်းပဲကြူးစားတယ်ဆိုတဲ့တည်င်းဘာမှမကြားတယ်လို့ ီးပြပြတဲ့ရူဘင် အမိုရင်ကိုယ်တိုင်ကလည်းမာကတ်စထရက်ချူနဲ့ပတ်သက်လို့ရှိရင်ဟို defensive warrick ဒီအားနေတာမျိုးတွေဘာတွေကအဆပေါ့နော်ဘလူးမန်သဘောမကျတဲ့အခြေအနေမျိုးပါအမိုရင်ရဲ့လက်အောက်မှာဆိုလို့ရှိရင်လူစင်းနဲ့တော့မှမပါခဲ့တဲ့ပေါ့နော်ကျွန်တော်ဒီအခြေအနေမျိုးတွေပါကျွန်တော်ကြုံခဲ့ရတာဆိုတော့မာကတ်စထရက်ချူနဲ့ပတ်သက်လို့ရှိရင်အတင်းဘက်ကလုံးဝကိုလက်လွတ်မယ်ဆိုတဲ့အခြေအနေမျိုးပါဆိုတော့ပေါင်တန်း40နဲ့ rushbook ကိုရမယ်တန်လေးစေဆိုတာကလက်ရှိဒီနွေရာဒီအပြောင်းအရွှေ့မှာမန်ချက်စတာယူနိုက်တက်ကိုအများကြီးအထောက်အကူပြုစီမဲ့ ဒီပမာဏမျိုးပါဘာလို့လဲဆိုတော့အတင်းဘက်ကຫນွေရာဒီအပြောင်းရွှေ့မှာကစားမားတွေရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ကျွန်တော်တို့လှုပ်ဖို့ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲဟိုငွေကြီးလိုတယ်ဗျပြည်တနာက Champions League ဒီဘာလေးလဲကျွန်တော်တို့ကဝင်ခွင့်မရဘူးဆိုတော့အတင်းဘက်ကဒီကနေ့ပြောမယ်ဆိုလို့ရှိရင်အချီနီကတော့ကျွန်တော်တို့မဟန်းဘူးဆိုတော့ကစားမားတွေကိုခေါ်ဖို့ကတော်တော်ကိုအခက်အခဲတွေ့နေတာကြာဒီမှာဆိုလို့ရှိရင်ဒီယာဒီမှာပုံမှန်ကောင်းတဲ့ကစားမတယောက်လောက်ကိုခေါ်မယ်ဆိုရင်ပေါင်တန်း40ကနေ60ကြာပြည့်မလို့ဘူးဗျာအဲ့လိုမျိုးဆိုတော့ မာကတ်စတရက်ရှ်ဘူးလို့ကစားမကောင်းတဲ့အကူရောင်းရင်လေဒီထက်ပိုပြီးတော့ဗောနော်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲရလီကောင်းလီပဲရလီကောင်းလီပဲဆိုတာဟိုဘယ်လိုပြောမလို့ခေါ်ဖို့အတွက်ဗောနော်ကျွန်တော်ဗောနော်ဟိုခေါ်ဖို့အတွက်ဗောဗျာခေါ်ဖို့အတွက်ဆိုတာဒီကစားမတွေနဲ့ပတ်သက်လို့ရှိရင်ကစားမကောင်းတွေကျွန်တော်ရောက်လို့ရောက်ဖို့လိုတဲ့ပြဿနာကရက်ရှ်ဘူးလို့ဘာလို့ဆိုလို့ရှိရင်အကယ်လို့မြန်ကိုအသိဉာဏ်ဘက်ကဗောနော်ဟိုကစားမခွန်မေဆိုရင်ဈေးရမယ်မနေဘူးပေးရတာဒါမျိုးရက်ဘူးလို့ကစားမမျိုးကိုရောင်းမယ်ဆိုလို့ရှိရင် အဲဒီအစင်းအစင်းကဗျာတန်း40ဆိုတဲ့ခါကျတော့တကယ်ပြောနဲတယ်လို့ကျွန်တော်တို့ပေါ့နော်ပြောလို့ရတယ်တော်တော်လေးကိုကျွန်တော်တို့အနေနဲ့နဲတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဟိုဒါပေမဲ့လည်းလို့တန်း40ဆိုတာနဲ့ဒီကိုရရင်ကိုပဲမစိုးပြောရမယ့်အခြေအနေမျိုးကျွန်တော်တို့ဖြစ်နေပြီနော်ဆိုတော့ညီကတို့ရောဘလူမီညလည်းကျွန်တော် Rashford ကိုတန်း40နဲ့ရောင်းနိုင်မယ်လို့ထင်ကြလားဘာစီလိုနာကခေါ်ခြင်းနေဆိုတော့ဒါကတော့ကောင်းတဲ့တစ်ချက်ပေါ့လေ ဘာစီရဲ့ဘက်ကသူတို့အန်ဆူဖာတီတို့ဘာတို့ကိုအသင်းကနေသူတို့ထုတ်ဖို့သူတို့လုပ်နေတာအခုဆိုအငှားနဲ့ပြောင်းမယ်ထင်ပါတယ်အဲ့ဒီနေရာကိုအစားထိုးဖို့သူတို့ကရက်ချ်ဖို့တို့ဘာတို့ကိုစိတ်ဝင်စားနေတာတန်း40ဆိုတာကလည်းဘာစီလိုနာအတွက်ပြဿနာဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါပေမဲ့လို့ရာဖီညာတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီယာမဲတို့လိုကစားမားတွေရှိတဲ့အနေထားမှာတော့ဒီရက်ချ်ဖို့အတွက်ကတော့နေရာရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအရန်ကုန်ကလွဲရင်အရန်ကုန်ကကစားမားကိုယ်တိုင်ကလည်း ူပြောင်းကျင်နေပြသည်လားကစားမကိုယ်တိုင်ကလည်းဒီဟွာကိုလုံးဝပြောင်းကျင်နေဘာစီလိုနာကိုလုံးဝပြောင်းကျင်နေဘာစီကိုသူကစားကျင်နေဆိုတဲ့သတင်းတွေတစ်ချောင်းတက်တယ်ဆိုတော့အက်စတူမီလာကိုတော့သူတို့လုံးဝမပြောင်းတော့တေးကြတယ်ရက်ရှူကအရင်တုန်းကတော့အက်စတူမီလာကိုပြောင်းမယ်ပါညာပေါ့နော်ပြောင်းနိုင်နေပေါ့ဘာလို့လဲဆိုတော့ Champions League ဒီပါလိကစားနေရတော့အဲမျိုးလို Aston Villa ကလက်ရှိ Champions League ဝင်ခွင့်မရတော့ဘူးပြီးရင် Aston Villa ကိုယ်တိုင်က Champions League ဝင်ခွင့်မရခဲ့တာဖြစ်တဲ့အတွက်သူတို့ Rashford ကိုမလိုချင်တော့ဘူး Rashford ကိုယ်တိုင်ကလည်း Champions League ဝင်ခွင့်မရတော့မသွားချင်တော့ဘူးဆိုတဲ့ပုံစံမျိုး ဆိုတော့ Rashford ဘယ်ကိုပြောင်းမလဲဖြစ်နိုင်ခြင်းအများကြီးရှိပါသေးတယ်ပရီးမီးယားလေးရဲ့ပြင်ပဟိုပြိုင်ဘက်ကလပ်အသင်းတွေထံကိုလည်းကျွန်တော်ရောက်နိုင်တယ်ဆိုတော့ရောက်နိုင်ကြလို့များတယ်เนาะပရီးမီးယားလေးအသင်းတွေထံကိုလည်းကျွန်တော်တို့လက်မှတ်လုပ်ဖို့ကျွန်တော်တို့လိုတယ်ဆိုတော့အသင်းဘက်ကတန်း40ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့เนาะဆိုတော့ဘယ်အသင်းကိုပြောင်းရွှေ့သွားမလဲကျွန်တော်ကြည့်ရမှာပါလေဆိုတော့ Rashford ကိုတန်း40နဲ့ Manchester United အသင်းဘက်က ရောင်းချဖို့စီစဉ်ထားပါတယ်ဒီလိုရော market stretch ကိုအတင်းမှဆက်ပြီးတော့အခွင့်အရေးပေးတင်တယ်လို့ထင်ကြလားဒါမို့ rush book ကိုလုံးဝကိုရောင်းချတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်